ယာယီအပြစ်ရဲ့ကြီးညာချပြီးအခုရပိုင်းမြေပြင်မှာနှစ်ဖက်တိုက်ပွဲမရှိပေမဲ့စစ်ကောင်စီဘက်ကတော့ဗမော်မြို့ကျွန်းနေတိုင်းလေးချောင်းတိုက်ခိုက်မှုပြုလုပ်နေတယ်လို့ကျန်ရေးရှိတဲ့တည်ရင်မြစ်ကတီးရပါတယ်။လေချောင်းတိုက်ခိုက်တာအပြင်စစ်ကောင်စီရဲ့ထောက်ပို့လေရင်လည်းဗမော်မြို့ပတ်ဝန်းကျင်ကိုရိခါပုံမှန်လာချလေးရှိတယ်လို့တည်ရင်မြစ်ကပြောပါတယ်။ဗမော်ကဒီနေ့လည်းတုံခေါ်လို့လာချတော့လာချေးသွားတယ်ခုနကျင်းနေရင်တုံခေါ်လို့လာပြစ်သွားတယ်ပြီးတော့ဒီဝိုက်ထွေးနေတယ်အလိုနေတိုင်းလူတို့ ဟလာချေရာရှိတယ်ဘောလို့ပြီးတော့သူတို့ထောက်ပို့နေရင်းနေရောနေတိုင်းမှာလူရေခါရီပုံမမျိုးပဝင်ချင်ရေခါရီတော့ပုံမှန်လာကြတယ်အလို့သူတို့ဒီဝိုက်ထွင်းနေချတာလို့လာချေတာတွေပြီးတော့ဒီခါချတာတွေဒီချစ်လီနေပြတာတွေအာဒီဒီကြောင့်တက်ခတ်မော်ရနေရှင်ပုံမှန်လူလူပဲဘောနော်နယ်လင်းနောက်ဆက်တွဲကစေးလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့အတွက်ဧပြီလ9ရက်နေ့ကနေ22ရက်နေ့အထိ ယာယီအပြစ်ခတ်ရက်ကြောင့်စစ်ကောင်စီကထုတ်ပြန်တင်ရခဲ့တဲ့နောက် KIO ဘက်ကလည်းခုခံကာကွယ်ချက်မှအပထူးစစ်ဆင်တိုက်ခိုက်မှုတွေကိုရပ်ဆိုင်ထားမှဖြစ်တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ်ညွှန်ပြီးထုတ်ပြန်တင်ရခဲ့ပါတယ်စစ်ကောင်စီကယာယီပြစ်ခတ်တိုက်ခိုက်မှုစတင်ရက်စဲခဲ့တဲ့ April 2ရက်နဲ့3ရက်နေ့တွေမှာဗမုံမြို့ကို White Dragon နဲ့ဘုံအလုံး30နီးပါးဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်စစ်ကောင်စီတပ်တွေတက္ကသိုလ်ဝင်းထက်ကထွက်လာတဲ့အခါပြစ်ခတ်တာကလွယ်ပြီးလက်ရှိမြေပြင်မှာတော့ နှစ်ဖက်သက်ထိုးစစ်ဆင်တိုက်ပွဲပေါ်ဆောင်နေတာမရှိဘူးလို့ကရင်ရည်တည်ရင်းမြစ်ကဆက်ပြောပါတယ်။ဒီဘုံမမှာကဒီမိပြမာရောအဒီရပိုင်းလည်းအလိုမိပြနေဖက်ဒီကဒါနီပြတဲ့ပွဲလို့မရှိဘူးဘောနော်။ဒီကရာကျတော့ဒီစကားစပွဲကလူလေးကြောင့်တက်ကမှုပဲပူပြီးလုံလုံနေဘောနော်ဒီအဲကျွန်တော်ဘက်ကကြတော့ဒီဘုံမမာရောလူမိပြသူစမရှိဘူးပြောလို့တစ်ဖက် မြေပြင်မှာလည်းပြကားတယ်မရှိဘူးနော်ကိုရပိုင်းတော့ဒီဇင်ဘာလ၄ရက်နေ့ကစတင်ခဲ့တဲ့ဗမော်မြို့တိုင်းတိုက်ပွဲကတော့ဧပြီလ၄ရက်နေ့ကလီလာပြည့်ခဲ့ပြီးဖြစ်ပါတယ်ဗမော်မြို့ပေါ်မှာကချင်လူမျိုးရေးတပ်မတော် KIA ကလီရင်ကွင်းတယင်းတချို့နဲ့မြို့ပေါ်ရက်ွက်တချို့ကိုတင်စီထားနိုင်ပြီဖြစ်ပေမဲ့စစ်ကောင်စီရဲ့အရေးပါတဲ့စစ်ကဲရေးဌာနချုပ်စကခ23နဲ့ကျန်နေတဲ့တယင်းတွေကိုတင်ပိုက်နိုင်ဖို့လိုသေးတာဖြစ်ပါတယ် နိုင်ငံတော်ငလင်တန်းခန်းစားနေရချိန်မှာ KIA ဘက်ကထိုးစစ်တွေရပ်တန့်ထားခဲ့ပေမဲ့စစ်ကောင်စီကကချင်ပြည်နယ်အတွင်းဗမော်ဝိုင်းမော်မြို့နယ်မုံညင်းမြို့နယ်တို့ကိုလီချောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့တချို့နေရာတွေမှာတော့စစ်ကြောင်းထိုးနေတာဖြစ်ပါရင်ကျွန်မဟန်နာပါ